ဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီးမြန်မာနိုင်ငံကိုဘယ်တော့မှမိသွားမှာမဟုတ်ဘူးဆိုတဲ့မိုရီဆာကီဝင်းပရိသတ်များအလုံးပဲမင်္ဂလာပါရှင်အဝင်းလို့ခေါ်ကြတဲ့မိုရီဆာကီဝင်းကိုမြန်မာပရိသတ်တွေနဲ့အားပေးခဲ့ကြပြီးသူ့ကိုတရီရနိုင်ကြပါတယ်အဝင်းကမြန်မာနိုင်ငံမှာလည်းအောင်မြင်တဲ့အမှုပညာရှင်ဖြစ်ခဲ့ပြီးမြေ 2021ခုနှစ်နောက်ပိုင်းကလေးကမြန်မာကိုပြန်မလာတော့တာပါ။ဒါအပြင်အဝင်းကဂျပန်နိုင်ငံသားအဖြစ်လည်းခံယူလိုက်ပါပြီ။အရင်ကတော့အဝင်းကမြန်မာနိုင်ငံသားအဖြစ်ပဲခံယူထားတာဖြစ်ပါတယ်။မော်ရီဆာကီဝင်းကဂျပန်နိုင်ငံသားအဖြစ်တရားဝင်ခံယူပြီးပြီဖြစ်တဲ့အကြောင်း Hotnet TV အစီအစဉ်ကနေပရိသတ်တွေကိုအသိပေးလိုက်ပါတယ်။မြန်မာနိုင်ငံသားအဖြစ်ဆက်လက်ရည်တည်မယ်ဆိုရင်ပြပခီးသွားလာရေးမှာအခက်အခဲတွေရှိလာနိုင်တာကြောင့်ဂျပန်နိုင်ငံသားအဖြစ်ပဲခံယူလိုက်ပါတယ်။ အချို့ကအဝင်းကိုဂျပန်မြန်မာကာပြလို့ထင်ကြတာပါတကယ်တော့အဝင်းကမြန်မာစစ်စစ်ဖြစ်ပြီးဂျပန်မှာနေထိုင်လာတဲ့တပ်တန်းကလည်း25နှစ်ရှိသွားပါပြီဒါကြောင့်မေမိုရီဆာကီဝင်းကဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်တာဖြစ်ပါတယ်မိုရီဆာကီဝင်းကဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်တာကြောင့်ဝေဖန်မှုတွေတော့ပေါ်ထွက်လာခဲ့ပါတယ်တချို့ကသူ့ကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုပြစ်ပယ်လာလို့မိလာခဲ့ကြပါတယ်ဒါပေမဲ့အဝင်းကတော့မြန်မာနိုင်ငံကိုပြစ်ပယ်တာတော့မဟုတ်ဘူးလို့ဆိုပါတယ် မော်ရီဆာကင်ဝင်းကိုမြန်မာမိဘတွေကရန်ကုန်မှာမွေးဖွားခဲ့ပြီးဂျပန်ကိုအသက်9နှစ်အရွယ်မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မိဘတွေကလည်းမြန်မာဖြစ်တာကြောင့်အဝင်းကမြန်မာဆရာကိုတော့ဘယ်တော့မှအမိသွားမှာမဟုတ်ပါဘူး။ဂျပန်မှာနေထိုင်ခဲ့တဲ့မော်ရီဆာကင်ဝင်းကတရုတ်ဆောင်အဖြစ်လည်းအောင်မြင်တယ်လို့အဆရာအဖြစ်လည်းတချင်တွေထွက်ထားပါတယ်။ဂျပန်မှာတော့မကပဲဟောလိဝုဒ်မှာလည်းဇာတ်ကားတွေရိုက်ခဲ့ပူပါတယ်။မြန်မာနိုင်ငံမှာလည်းအောင်မြင်ခဲ့တဲ့အပြင်မြန်မာအမှုပညာရှင်တွေနဲ့လည်းအလုပ်အတူတူတွဲလုပ်ခဲ့ဘူးသူပါ ဝင်းရှိုတိုင်းဆိုပြီးတော့လေရိုက်ကူးခဲ့တာကြောင့်မြန်မာတွေကသူ့ကိုအရန်အားပေးကြပါတယ်။ဒါပေမဲ့သူ့အတွက်တော့ပြည်ပမှာလည်းအမှုပညာအလုပ်တွေကိုအဆင်ပြေပြေလုပ်ကိုင်နိုင်မှုအတွက်ဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်တာဖြစ်ပါတယ်။အဝင်းရဲ့အခက်အခဲကိုလည်းမြန်မာပြည်သက်တွေကနားလည်ပေးကြပါတယ်။ဂျပန်နိုင်ငံသားဖြစ်ပြီးမယ်လေမြန်မာနိုင်ငံအေဂျင့်သွားရင်တော့ပြန်လာအောင်မယ်လို့ဆိုပါတယ်။ဂျပန်နိုင်ငံသားဖြစ်သွားပြီဖြစ်တဲ့မိုရီဆာကီဝင်းကမကြာသေးမီကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာပထမဆုံးအချိန်မဲပေးခွင့်ရခဲ့ပါတယ် ဂျပန်နိုင်ငံသားခံယူလိုက်တာမို့မိုရီဆာကီဝဲမဘလို့ထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်